ဘန်ကောက်မှာလူကြိုက်များတဲ့ကွေ့တီယိုဆိုတာဒီလိုအရေးနောက်နောက်လေးဒီနေ့လောက်ပြသွားမယ့်ကွေ့တီယိုကတော့ဒီလိုအရေးကြီးအားလုံးပဲမင်္ဂလာပါ vlog ဘိုင်းကျော်ဝမ်း channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကွေ့တီယိုအရေးလုံးကြီးရောကွေ့တီယိုအတုံးအတွက် source ကောင်းကောင်းဆက်နေလေးကိုပါအပြည့်အစုံပြောပြပေးတော့မှာမဟုတ်လို့ကွေ့တီယိုကြိုက်တယ်ဆိုရင် video လေးကိုအဆုံးထိဆက်ပြီးတော့ကြည့်ပေးတော့ပါအောင်ခင်ဗျာ တေကိုအရင်ကိုကြက်သားနဲ့လုံးမှာဖြစ်တဲ့အတွက်ကြက်ရိုးရဲ့ကြက်ချီတော်ရဲ့ကြက်တောင်ပံရဲ့ကိုအသုံးပြုပါမယ်ပထမအဆုံးအသုံးပြုမဲ့ကြက်သားကိုစားချမ်းရှာလကာရီနဲ့အရင်ဆေးလိုက်ပါမယ်စားလို့ရှာလကာရီတို့နဲ့ဆေးလိုက်တဲ့အတွက်အညီနဲ့ရှိမယ်ဆိုရင်လည်းညော့သွားတယ်လို့ဟင်းရီပြုတ်တဲ့အခါမှာလည်းဟင်းရီကိုကြည်ကြည်လေးရသေးပါတယ်ပြီးတော့ရင်ရေကြည်သွားတဲ့အထိနှစ်ခေါက်သုံးခေါက်လောက်ထပ်ဆေးပေးလိုက်ပါမယ် နှီးရည်ကိုထည့်ဖို့အတွက်မုံလာဥအဖြူကိုအခွန်ခွာရေးဆေးပြီးတော့အနီတော်လေးလှိဖြတ်ထားပါမယ်။ကြက်သားပြုတ်တဲ့အခါမှာထည့်ဖို့နည်းနည်းပင်အမြစ်ကိုရေနဲ့တခြားလေးဆေးပြီးတော့ထူထောင်းလိုက်ပါမယ်။ကြက်ရိုးကတော့အကောင်လိုက်ကြီးဖြစ်တဲ့အတွက်ဟင်းရည်အိုးတွေကိုထည့်ဖို့ပြင်ပြီးတော့ခုတ်လိုက်ပါမယ်။ပြီးရင်ဟင်းရည်လုံးမဲ့အိုးတွေကိုနည်းနည်းပင်အမြစ်ရဲ့ကြက်ရိုးတွေထည့်လိုက်ပါမယ်။ကြက်ပေါင်တွေကိုပါတစ်ခါလေးထည့်ပြုတ်လိုက်ပါမယ်။ ရင်းလက်တစ်စက်လောက်ကိုပပလှီပြီးတော့ထည့်ပါမယ်။ကျက်သွန်ပြူဥကြီး9မွာလောက်ကိုလည်းတပြားရိုက်ပြီးတော့ထည့်ပါမယ်။မွေးကြိုင်အနေနဲ့တေချပိုးကောင်းနနက်ပွင့်ကရဝေးရွက်တို့ထည့်ပါမယ်။နန်းနန်းစီအနေငယ်ကိုလည်းထည့်ပါမယ်။တကြားထမင်းစားစုံနဲ့ဒဇွန်းထည့်ပါမယ်။စားထည့်ပါမယ်။ဟင်းရွက်မုံထည့်ပါမယ်။ပင်ငယ်ပြားရဲ့အနောက်အနည်းငယ်ထည့်ပါမယ် ပင်းငယ်ပြားရေးအကြည်ထည့်ပါမယ်ခရုစီထည့်ပါမယ်ရေတော့ကြက်သားမျိုးအောင်ထည့်လိုက်ပါမယ်ရေကတော့ကိုဟင်းရေလိုချင်တဲ့လောက်ပမာဏထည့်လို့ရပါတယ်မုံလာဟုတ်ပြူလှီးထားတာကိုပါတခါလေးထည့်ပြီးတော့ပြုတ်ပါမယ်ပြီးတော့အဲမျိုးပေါ်တင်ပြီးတော့ကြက်သားနူတဲ့အထိတည်ထားလိုက်ပါမယ်ဒီတေထားတော့မှတခြားလူရည်ပြင်ဆင်ပါမယ်။ပဲပင်ပေါက်ကိုရေစေးပြီးတော့ရေစစ်ထားပါမယ်။ ကစုံရက်ကိုလည်းခြွေပြီးတော့ရေဆေးပြီးရေပြန်စစ်ထားပါမယ်။ဝေးဒီဘက်ကို ရေချိုးစိမ်ထားပါမယ်။ဒါပြီးရင်ကျက်သူလူစီချက်ချက်ဖို့အတွက်အိုရဲကိုစီထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်တော့ပပလှိထားတဲ့ကျက်သူပြူတွေကိုထည့်ပြီးတော့စီချက်ချက်လိုက်ပါမယ်။အရောင်လေးလှောက်အောင်လို့ဆနွေးမုတ်အင်းနေထည့်ပါမယ်။စီချက်ရပြီဆိုရင်တော့စီချက်အဖက်တွေကိုဆေးထားလိုက်ပါမယ်။ အခုကွေးတီကိုအရည်ထဲကိုထည့်စားဖို့အတွက်ငရုတ်သီးစီချက်လောက်ပါမယ်။ဆော့ဆော့ဟာစီချက်ချက်ထားတဲ့စီတဝက်လောက်ထဲကိုငရုတ်သီးအကြက်မုံနှစ်စွန်းလောက်ထည့်လိုက်ပါမယ်။စားရင်ဟင်းရွက်မုံရဲ့အနင်းငယ်စီထည့်ပေးလိုက်ပါမယ်။ပြီးတော့ရင်သေချာနှံ့အောင်လို့အနင်းငယ်မှွေပေးလိုက်ပြီးတော့ငရုတ်သီးအနက်လေးမှွေလာပြီဆိုရင်တော့ရပါပြီ။ငရုတ်သီးအလှော်မှုကကြက်ပြီးသားဖြစ်တဲ့အတွက်စီပူပူမှအကြာကြီးမှွေလိုက်ရင်တော့တူးသွားနိုင်ပါတယ်။ခဏပဲမှွေဖို့လိုပါတယ်။အခုကွေးတီကိုအတုပ်အတွက်ဆော့စ်လုပ်ပါမယ်။မြူဒီအကြက်မှုတ်၃ဆွန်းလောက်ထည့်ပါမယ်။တခြားနှစ်ဆွန်းထည့်ပါမယ်။ဘဲငံပြားရဲ့အကြီးနှစ်ဆွန်းထည့်ပါမယ်။ ဘဲငယ်ပြားကြီးအနောက်တဆွန်းထဲပါမယ်ခယူးစီ၃ဆွန်းထဲပါမယ်ငယ်ပြားကြီးတဆွန်းထဲပါမယ်ညီဝမုတ်ထဲပါမယ်မယုတ်ကောင်းမုတ်အနေငယ်ထဲပါမယ်ရှာလကာကြီးတဆွန်းထဲပါမယ်မယုတ်စီ၂ဆွန်းထဲပါမယ် ပြီးတော့ရေအနေငယ်ထည့်ပြီးတော့အကုန်လုံးကိုသေချာနှက်အောင်အရင်မှွေပေးပါမယ်နှက်သွားပြီဆိုရင်တော့မီးဖို့ရောတင်ပြီးတော့စူအောင်လို့ကြိုပေးလိုက်ပါမယ်ဒီနေရာမှာတခုလေးပြောချင်တာငရုတ်သီးမှုန့်နေတာတခုနဲ့တခုအဆက်အရသာကွဲနိုင်နေတဲ့အတွက်ငရုတ်သီးမှုန့်ထည့်တဲ့အခါမှာတော့ကိုအဆက်လိုချင်တဲ့ပမာဏပေါ်မူတည်ပြီးတော့လိုတို့ပိုလျှော့ထည့်လို့ရပါတယ်စူအောင်ကြိုပြီးသွားပြီဆိုရင်အေးအေးခံထားလိုက်ပါမယ်ငရုတ်သီးစိမ့်အချင်းလောက်ဖို့အတွက်ကငရုတ်သီးစိမ့်ကိုပပလှိလိုက်ပါမယ် ီးတော့ရင်ပခန်းတစ်ခုတည်းကိုလှီးထားတဲ့ငရုတ်သီးစိမ့်တွေထည့်စားထည့်ရှာလကာကြီးထည့်ပြီးတော့ဖြောထားလိုက်ပါမယ်။ဒီဘဲလိုကြာကွေးတီဦးတွေကိုထည့်ဖို့အတွက်မညက်တညက်အနည်းစလုံးစခုအရွယ်ထောင်းထားလိုက်ပါမယ်။ဒါဆိုပါရင်ပစ္စည်းတွေကဆုံတဲ့လောက်ဖြစ်ပါပြီ။အခုဟင်းရေတဲထားတာတော်တော်လေးကြာသွားပြီဖြစ်လို့အဖုံးတစ်ချက်ဖြွင့်ကြည့်လိုက်ပါမယ်။ခွင့်ကြည့်လိုက်လို့အိုးပေါင်မှာကြသားတေတုံးကထွက်လာတဲ့အမြုပ်လေးရှိမယ်ဆိုရင်ဖယ်ပေးလိုက်ပါမယ်။ပြီးတော့ရင်ဟင်းရေအရသာအပေါငံလေးတစ်ချက်ပြီးပြီးတော့လိုတဲ့အရသာပြင်ပါမယ်။ ရတာပြင်ပြီးသွားပြီဆိုရင်တော့တေချာနှက်အောင်မှွေလိုက်ပြီးတော့နောက်ဆုံးမှာကြက်သားလုံးလေးထည့်ပြုတ်လိုက်ပါမယ်ပြီးသွားရင်ဟင်းရီကိုအဖုံးအုပ်ပြီးတော့မျိုးပေါ်မှာဆက်တေးထားလိုက်ပါမယ်ကွေးတီယိုပဲပြုတ်ဖို့အတွက်ရေနွေးတေးထားတာစုပြီးဆိုရင်တော့ကွေးတီယိုအဖက်ကိုပြုတ်လိုက်ပါမယ်ကွေးတီယိုအဖက်ကတော့နူးမြန်တဲ့အတွက်ခဏလေးပဲပြုတ်ရပါတယ်အခုကတော့ကွေးတီယိုအရင်နဲ့အရင်လောက်ပြန်มาဖြစ်ပါတယ်ကစွန်ရွက်ရဲ့ပဲပင်ပေါ့ရေကိုကရေနွေးဖြောလိုက်ပါမယ် ပြီးသွားရင်ကိုယ့်တီဥပကံတွေကိုကိုစားကျင်တဲ့လောက်ပမာဏထိလိုက်ပါမယ်။ဟင်းရီထည့်ပါမယ်။အရင်နဲ့လုံမှာဖြစ်တဲ့အတွက်ဟင်းရီကိုခမ်းများများလေးထည့်လိုက်ပါမယ်။ဟင်းရီထည့်ရင်လည်းကြက်တောင်မန်တို့ကြက်ပေါင်တို့ကြက်သားလုံးတို့ကိုကိုစိတ်ကြိုက်တစ်ခါလေးထည့်ပါမယ်။ကျေတွန်ပြူစီချက်ထည့်ပါမယ်။ငယုတ်သီးစိမ့်အချင်းလေးထည့်ပါမယ်။မြေပဲထောင်းထားထည့်ပါမယ်။ငယုတ်သီးစီချက်ချက်ထားထည့်ပါမယ်။ငယုတ်သီးမှုန့်နဲ့ဆော့စ်ချက်ထားတာတော့ကွစ်တီကိုအတုတ်ကြမှာတုံးမှာဖြစ်ပါတယ်။ဒါအရေးဆိုတော့မထည့်တော့ပါဘူး။ ပိုင်းပစ္စည်းတွေအကုန်ထည့်ပြီးသွားပြီဆိုရင်တော့တွဲကူရိုးရှင်းနဲ့ကွင့်တီကိုအရင်နဲ့တပွဲရပြီပဲဖြစ်ပါတယ်။ကိုကချင်းချင်းဆက်ဆက်လေးကြိုက်ရဆိုရင်တော့စားကန်ဒီမှာတံမြာသီးလေးပါညှစ်ပြီးတော့စားလို့ရပါတယ်။ကွင့်တီကိုလုံနီအမျိုးမျိုးရှိတဲ့အထက်မှာအခုလုတ်ပြတဲ့နီလေးကတော့မြမားဆိုင်ဒီမှာအယောင်များကြတဲ့ဟင်းရည်အကြည်လုတ်တဲ့နီလေးပဲဖြစ်ပါတယ်။ဘန်ကောက်ဆိုင်အတော်များများမှရောင်းတဲ့ကွင့်တီကိုအရင်နောက်နောက်လေးကြတော့ဝက်သွေးအရင်ထည့်ချက်ထားတာပဲဖြစ်ပါတယ်။မြန်မာမှာတော့ဝက်သွေးအရှိရဝေရခတ်တဲ့အပြင်တချို့လူကြီးတွေလည်းစားဖို့အခက်အခဲရှိကြကြောင်မလို့ အခုအရေးကြီးလုံနည်းလေးကတော့လူတိုင်းပို့ပြီးတော့သဘောကျမယ်လို့ယူဆပါတယ်။အခုကိုယ့်တီယိုအတုပ်လုပ်ဖို့အတွက်ကိုယ့်တီယိုဘက်ကိုအရင်ပြုတ်လိုက်ပါမယ်။ပြုတ်ပြီးသွားရင်တော့ကိုယ့်တီယိုဘက်ကိုစီချက်စီနဲ့အရင်နေထားလိုက်ပါမယ်။ပေးပင်ပေါရဲ့ကစွန်ရွက်ရေကိုကိုထည့်ကျင်တဲ့လောက်ပမာဏရည်မြှဖြောလိုက်ပါမယ်။ ပိန်ပေါင်းနဲ့ကဆွန်ရွက်အတုပ်ထဲကိုထည့်လိုက်ပါမယ်။ချက်သွင်းပြူစီချက်ထည့်ပါမယ်။မြေပဲထောင်းထားအထည့်ပါမယ်။ကွေးတရိုးဆော့စ်ရေချိုထားတာဆန်းလိုက်ပါမယ်။တမယာဒီညှင်ပါမယ်။ပြီးတော့ရင်အကုန်နှံ့ပြီးတော့တမတော့အောင်တေချာလေးနေပြီးတော့တုပ်ပစ်လိုက်ပါမယ်။ဆော့စီကတော့အရသာဆက်ပြီးသားဖြစ်တဲ့အတွက် များသောအားဖြင့်အတုပ်တုပ်တဲ့ခါမှာတော့ဘာမှထပ်ထည့်စရာမလိုပါဘူး။ ဒါပေမဲ့နေပြီးသွားတဲ့အခါမှာတော့အရသာအပေါ်ငံတစ်ချက်လေးမိကြည့်ပြီးတော့လိုတဲ့အရသာပြင်လိုက်မယ်ဆိုရင်တော့အတုတ်ကပူပြီးတော့စားလို့ခေါင်းသွားမှာဖြစ်ပါတယ်။တေချာနှက်အောင်နေပြီးသွားပြီဆိုရင်တော့ကိုယ်တေကိုအတုတ်လေးရရပြီပဲဖြစ်ပါတယ်။ဟင်းရီအိုးတွေကကြက်ပေါင်တို့ကြက်သားလုံးတို့ကြက်တောင်ပဲတို့နဲ့တွဲပြီးတော့စားလို့ရပါပြီ။ကဲဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကနေအရသာရှိတဲ့ကိုယ်တေကိုအရေရောအတုတ်ရောလုံးလေးလေးကိုပါတီးသွားပြီးမျှော်နေပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုဆုံးတိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။ အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်ညီမုတ်လုံးတွေကိုအပတ်စဉ်တနေ့လာဗုဒ္ဓဟူးနဲ့စနေနေ့ညနေ9နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye.